ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့စီးပွားရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးပါတော့မယ်။စစ်ကောင်စီလက်အောက်ရှိစစ်သည်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ SIM registration ဆိုင်ရာညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိတဲ့အတွက် operator ၄ခုကို အရေးယူဆောင်ရွက်ထားကြောင်းစစ်တရေးညွှန်ကြားမှုဦးစီးဌာန data အယောင်ဌာနရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ပြည်တွင်းမှာဆောင်ရွက်နေတဲ့ operator များဖြစ်တဲ့ MPT, Telenor, Atam, Ooredoo, Mytel တို့ကို ဇွန်လ29ရက်နေ့မှာအခုလိုတန်ငွေချမှတ်ခဲ့တာဖြစ်ပြီး operator တစ်ခုကို American dollar တသိန်းစီချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စင်ကတ်ဝယ်ယူမှုနဲ့ပတ်သက်ပြီးစနစ်တကျမှတ်ပုံတင်ပြီးမှသာဝယ်ယူဖို့ညွှန်ကြားထားပေမဲ့လေအချို့သောအယောင်ကိုယ်စားလှယ်တွေနဲ့အယောင်ဆိုင်တွေဟာတသက်ခံလက်မှတ်ပါအချက်လက်တွေကိုပြင်ဆင်ပြီးစင်ကတ်တွေကိုစိုတင်မှတ်ပုံတင်ရောင်းချမှုများရှိနေတယ်လို့ဆိုပါရယ်။စာတမ်းအမှတ်အသားလိမ့်လေအတုပြုလုပ်ခြင်းဖြစ်ခါ တည်ဆဲဥပဒေတွေအရပြမှုမြောက်တဲ့အတွက်စစ်ဆဲတွေ့ရှိပါကတည်ဆဲဥပဒေနဲ့အညီအရေးယူခံရမှာဖြစ်ကြောင်းဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကအသိပေးထားပါတယ်။ဒါကြောင့်အယောင်ကိုစလေတွေနဲ့အယောင်ဆိုင်တွေအနေနဲ့စင်ကတ်တွေကိုဝယ်ယူတဲ့တပ်သေးခန့်လက်မှတ်မူရင်းဖြင့်သာ စင်ကတ်မှတ်ပုံတင်က ရောင်းချဖို့အသိပေးထားပါတယ်။ကြိုတင်မှတ်ပုံတင်ထားတဲ့စင်ကတ်တွေဟာပိတ်သိမ်းခံရမယ့်စင်ကတ်တွေဖြစ်ကြောင်းသိရပါတယ်။လက်ရှိအချိန်မှာ operator များမှလည်း မှန်ကန်စွာမပုံတင်ခြင်းမရှိတဲ့အစိမ်းကံများအောင်အထွက်ခေါ်ဆိုမှုနဲ့ဒေတာဝန်ဆောင်မှုများကိုတတ်မှတ်ရအတွင်းစတင်ကန့်သက်သွားမှာဖြစ်ကြောင်းအတိပေးအကြောင်းကြားမှုတွေလည်းရှိနေပါသေးတယ်။စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပြည်သူတွေစက်တဲစေတဲ့လှုပ်ဆောင်မှုများမှာစိမ်းကပြန်နေမှတ်ပုံတင်ခိုင်းတာလည်းပါဝင်ပြီးလာမယ့်၃လအတွင်းမှတ်ပုံတင်ခြင်းမရှိပါက အပြေးပိတ်သိမ်းသွားမှာဖြစ်ကြောင်းဇူလိုင်လ9ရက်နေ့မှာစစ်ကောင်စီကထပ်မံကြေညာခဲ့ပါသေးတယ်။ စစ်ကောင်စီဟာ2022ခုနှစ်နှစ်ကုန်ပိုင်းကလည်း2023ခုနှစ်ဇန်နဝါရီလ31ရက်နေ့နောက်ဆုံးထားပြီးစင်ကံများမှတ်ပုံတင်ဖို့ကြေညာထားပြီးနောက်အခုလိုထပ်မံကြေညာလာတာဖြစ်ပါတယ်။ဒါအပြင်စင်ကပ်တွေကိုတလရပောင်း30ရက်တွင်ပြန်လည်မှတ်ပုံမတင်ပါကအထွက်ခေါ်ဆိုမှု အထွက်စာတို့ပေးပို့မှုနဲ့ data အသုံးပြုမှု one way block ရဆိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။အခုလို one way block လောက်ခံထားရပြီးဂျပန်90ကျော်လွန်ပါကော မှတ်ပုံတင်ကပ်ပါအချက်အလက်တွေနဲ့ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက အပိပိတ်သိမ်းသွားမှာဖြစ်ကြောင်းကြေညာချက်အရသိရပါတယ်မြန်မာနိုင်ငံမှာစင်ကပ်၃ဆွဲသူတန်း80ရှိပြီးမိုဘိုင်းအင်တာနက်၃ဆွဲသူ64.63တန်းရှိကြောင်း2023ခုနှစ် Digital A မြန်မာအစီရင်ခံစာအရသိရပြီးလက်ရှိပြည်သူများ၃ဆွဲနေတဲ့စင်ကပ်အများစုမှာ NLD စိုးရလက်ထက်ကလေးကမှတ်ပုံတင်ထားတဲ့ကတ်တွေပဲဖြစ်ပါတယ် ထိုင်းလုံသမားဝင်ကြီးဌာနကမြမအပါဝင်အိနီချင်းလေးနိုင်ငံကလာရောက်တဲ့အလုံသမားတွေအတွက်အလုံလုံကိုင်းခွင့်ကပ်ပြားလျှောက်ထားဖို့တပ်မှတ်ရက်ကိုယခုလောက်ကုန်တည်တက်တန်းတိုးပေးလိုက်ကြောင်းသိရပါဗျ။အခုလိုတက်တန်းတိုးပေးလိုက်တာကြောင့်ပြီးခဲ့တဲ့မေလလယ်တည်တက်မှတ်ထားတဲ့ရက်မှာကပ်ပြားမလုံလိုက်ရတဲ့မြန်မာ၊ကမ္ဘောဒီးယား၊လာအိုနဲ့ဗီယက်နမ်နိုင်ငံတွေက အလုံသမား9သိန်းခန့်ဟာဇူလိုင်လ31ရက်နေ့အထိနေထိုင်လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ်။ အလုတ္တမကရှောက်ထားခွင့်နဲ့အကျုံးဝင်မဲ့အလုတ္တမအမျိုးအစား၃ခုရှိပါတယ်။ပထမအမျိုးအစားကတော့အိန္ဒိချင်းလေးနိုင်ငံကနေထိုင်းကိုရောက်ရှိနေတဲ့နိုင်ငံကူးလက်မှတ်တပ်တန်းကုံဆုံးနေသူတွေနဲ့အတူအလုတ်လက်မဲ့ဘဝနဲ့အလုတ်ရှင်အသစ်ရှာမတွေ့သေးသူတွေဖြစ်ပါတယ်။ဒုတိယအမျိုးအစားကတော့နေထိုင်ဗီဇာတပ်တန်းလုံနဲ့တရားမဝင် နေထိုင်သူတွေဖြစ်ပြီးတတိယအမျိုးအစားကတော့တရားမဝင်အလုတ်လုပ်ကင်နေတဲ့အလုတ္တမတွေဖြစ်ပါတယ်။ အခုအမိန်စာနဲ့အကျုံးဝင်လျှောက်ထားခြင်းနဲ့အလုပ်ရှင်တွေအနေနဲ့15ရက်အတွင်းသူတို့အလုပ်သမားတွေအတွက်လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။အလုပ်လုပ်ခွင့်ကတ်လျှောက်ထားမဲ့သူတွေနဲ့အတူသူတို့ရဲ့အသက်18နှစ်အောက်သားသမီးတွေလည်းထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရှိတယ်လို့ထိုင်းလုပ်သမားဝင်ကြီးဌာနကပြောပါတယ်။ထိုင်းနိုင်ငံမှာတရားမဝင်လာရောက်လုပ်ကိုင်နေသူတွေပါဝင်မြမအလုပ်သမားစုစုပေါင်းသက်တမ်းကျော်ရှိတယ်လို့အလုပ်သမားအဖွဲ့အစည်းတွေကခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ရရှိတဲ့ရွှေပြောင်းအလုသမားများအားယခုလကုန်ထိအဖမ်းအစည်းလွတ်ခဖြေလျှော့ခွင့်ပေးလိုက်မှာဖြစ်ပြီးအမြန်ဆုံးအမြင့်စင်းတင်သွင်းရမှာဖြစ်ကြောင်းထိုင်းပြည်ထရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်ကိုထိုင်းရောက်ရွှေပြောင်းမြန်မာများအတွက်လူမှုကွန်ရက်စာမျက်နှာတွေမှာပြန်လည်ဖော်ပြချက်တွေရသိရပါတယ်စစ်ကောင်စီရဲ့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝင်ကြီးဌာနကပြီးခဲ့တဲ့ဇူလိုင်လတရနေ့ကစပြီး နေဆက်ပို့ကုံမှာမူဝါဒအချို့ကိုဖြေလျှော့ပေးတဲ့ထုတ်ပြန်ချက်တချို့ထုတ်ပြန်လာပါတယ်။ထုတ်ပြန်ချက်မတိုင်ခင်ဇွန်လ23ရက်နေ့ကလည်းမြန်မာနိုင်ငံနေဆက်ကုံသွဲမှုမှာပမာဏအများဆုံးကုံသွဲနေတဲ့တရုတ်နိုင်ငံနဲ့နေဆက်ကုံသွဲမှုတွေမှာလာမယ့်ဩဂတ်စ်လ10ရက်နေ့ကစပြီးဗန်စနစ်ကျင့်သုံးတော့မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နေဆက်မှာကုံနေသွင်းရင်ပို့ကုံကနေရတဲ့ငွေပမာဏတင်ပြရမှာဖြစ်ပြီးပို့ကုံရငွေမရှိရင်ဘဏ်ကနေဝယ်ယူထားတဲ့အထောက်အထားနဲ့ ဘန်ကွေစီးရင်ရှင်းတန်းတို့ကို တင်ပြရမှာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ပို့ကုံနဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပဲမျိုးစုံ၊ပြောင်း၊နှမ်း၊မြေပဲဆန်တွေကိုနေဆက်ကုံတွေရေးကနေပြပကိုတင်ပို့ရမှာပို့ကုံရငွေစိုတင်ပေးသွင်းဖို့မလိုတော့ကြောင်းထုတ်ပြန်ချက်ကိုဇွန်လ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ပို့ကုံသမားတွေအနေနဲ့ပို့ကုံရငွေကိုစိုတင်ပေးသွင်းဖို့မလိုတော့ပေမယ့်ကုမ္ပဏီတက်တန်းအလိုက် အာမခံကြေး20ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းပေးသွင်းရတာပို့ကုန်ကြေးလွှာရရှိပြီး9ရက်အတွင်းပို့ကုန်ရငွေဟာကုမ္ပဏီငွေစင်းကိုဝင်ရောက်ဖို့လိုအပ်တာစတဲ့လိုအပ်ချက်တွေကတော့ရှိနေသေးဖြစ်ပါတယ်ပို့ကုန်ဝင်ငွေတွေပြန်လည်ဝင်ရောက်လာမှသာစစ်ကောင်စီကအာမခံကြေးလို့သုံးနှုန်းထားတဲ့အပေါင်းတင်ထားတဲ့ငွေတွေကို ပြန်လည်ထုတ်ပေးမှာဖြစ်ပြီးပို့ကုန်ငွေပြန်လည်မရောက်လာပါကရင်းငွေတွေကိုပြည်သူဗန္နာအဖြစ်တင်ဆက်မှာဖြစ်ကြောင်း စစ်ကောင်စီကဇူလိုင်လ၁ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါဗျ။အပေါင်ငွေတွေကိုဘန်တခုခုမှာပို့ကုန်လိုက်စင်အတွက် အနှံပြီးကြောင်းအထောက်အထားပြမှသာသက်ဆိုင်ရာနေဆက်ကုံတွေရေးစခန်းတွေမှာပို့ကုန်လိုက်စင်လျှောက်ထားရမယ်လို့လဲဆိုပါဗျ။နောက်မဲ့ဩဂတ်လ၁ရက်နေ့ကစာပြီးဘန်စနစ်နဲ့ငွေပေးချေတဲ့အခါမှာလေပို့ကုန်သမားတွေစီမှာရှိတဲ့ပို့ကုန်ရငွေဒါမှမဟုတ်ပြည်တွင်းဗန်တွေကနေဝယ်ယူထားတဲ့ဘန်စင်းအထောက်အထားဒါမှမဟုတ် အခြားဝင်ဝင်ဝင်ရောက်ကြောင်းအထောက်ထားတွေကနေပေးချေရမှာဖြစ်ပါတယ်။ဒါအပြင်စကောင်စီကပို့ကုန်ရငွေတွေကိုတက်မှတ်အချိန်ဖြစ်တဲ့ရပောင်း30အတွင်းပြန်လည်ဝင်ရောက်ရမယ်လို့ကန့်သက်ထားပြီးဒီထက်နောက်ကြပါကအရေးယူမှုများဆောင်ရွက်သွားမယ်လို့လည်းချိန်ချောက်ထားပါတယ်။ American အစိုးရကစစ်ကောင်စီရဲ့ MFDB ဘဏ်နဲ့ MICB တို့ကိုအရေးယူတန်းခတ်လိုက်ပြီးတဲ့နောက်စစ်ကောင်စီဟာနိုင်ငံအတွင်းနိုင်ငံသားငွေရရှိတဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို ပုံမတင်းချက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။တင်းကုံပေးသွင်းငွေကိုဘန်စနစ်နဲ့ပေးချေရမယ်ဆိုတဲ့စနစ်ကြောင့်တင်းကုံကုန်ပစ္စည်းတွေဈေးတက်နိုင်တယ်လို့နေဆက်ကုန်တွေတွေကပြောကြားထားပါတယ်။အာဖဂန်နစ္စတန်မှာရှိတဲ့အမျိုးသမီးအလှပြင်ဆိုင်တွေကိုတာလီဘန်တွေကပိတ်ပင်လိုက်ပြီးဖြစ်တယ်လို့အစိုးရပြောရေးဆိုခွင့်ရှိသူတို့ကပြောကြားထားပါတယ်။အာဖဂန်မှာအမျိုးသမီးတွေစီမံလုပ်ကိုင်ကြတဲ့အလှပြင်ဆိုင်ယာကနန်းကိုတလာအတွင်းပိတ်ပစ်ဖို့ တာလီဘန်အုပ်ချုပ်ရေးအာဏာပိုင်တွေကအမိန့်ထုတ်လိုက်ပြီးတာလီဘန်တွေဟာအမျိုးသမီးတွေအလုံလောက်ကင်ခွင်းနဲ့အများပြည်သူမြင်ကွင်းသွာလာမှုတွေကိုတပြည့်ပြည့်ကန့်သက်ချုပ်ချယ်လာရမှာဒါဟာနောက်ထပ်လုပ်ရက်တစ်ခုဖြစ်ပါတယ်။အာဖဂန်မှာတာလီဘန်တွေပြန်ပြီးအာဏာရလာကြတဲ့ကနှစ်နှစ်အတွင်းအမျိုးသမီးတွေပေါ်တင်းကျပ်မှုတွေလှုပ်ဆောင်လာခဲ့ရာပညာ၆တန်းအထက်မိန်ကလေးတွေကိုကြောင်းတက်ဖို့ပိတ်ပင်တာအမျိုးသမီးအစိုးရဝန်ထမ်းတော်တော်များများကိုနေအိမ်မှာနေဖို့အမိန့်ထုတ်တာ ကုလသမဂ္ဂနဲ့အခြားကူညီပေးရေးအဖွဲ့တွေမှအမျိုးသမီးတွေလောက်ကင်ခွင့်ပိတ်ပင်တာတွေလှုံ့ဆော်ခဲ့ပါတယ်။အခုလိုအလပြင်းဆိုင်တွေပေးရမယ်ဆိုတာကြောင့်အမျိုးသမီးတော်တော်များများအလုံးလက်မဲ့ဖြစ်ပြီးမိသားစုစီးပွားရေးပါထိခိုက်လာလိမ့်မယ်လို့အလပြင်းဆိုင်မှာလောက်ကင်နေသူတွေကပြောပါတယ်။အခုလိုအလပြင်းဆိုင်တွေပိတ်ဖို့ညွှန်ကြားချက်ကိုပြန်ရုပ်သိမ်းဖို့ကုလသမဂ္ဂကတာလီဘန်အာဏာပိုင်တွေကိုတောင်းဆိုထားပါတယ်။အဆိုပါဆောင်ရွက်မှုတွေဟာအာဖဂန်ရဲ့စီးပွားရေးပြိုလဲချိန်မှာ နိုင်ငံကိုပိုထီးကြံစေပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတဲတွေကိုပုံမဆိုးဝါးစေတယ်လို့ကြံကျင်သူတွေကဆိုပါတယ်။အမျိုးသမီးအခွင့်အရေးပေါ်အခုလိုကန့်တက်မှုဟာစီးပွားရေးကိုထိခိုက်တက်ရောက်နိုင်တယ်လို့အမျိုးသမီးလုပ်ငန်းရှင်တွေကိုနိုင်ငံတော်က ထောက်ပံ့ကူညီမယ်ဆိုတဲ့ပြောဆိုချက်နဲ့လဲကွဲလဲနေတယ်လို့အာဖဂန်မျိုးတော်ကပူးမျိုးမှရှိတဲ့ကုလသမဂ္ဂယုံကတူတာအောက်မှာထုတ်ပြန်ပြောဆိုထားပါတယ်။ အိန္ဒိယမှရေနံချက်စက်ယုံလုပ်ငန်းရှင်တွေဟာရုရှားနိုင်ငံကရေနံစိမ်းတင်သွင်းမှုအချို့အတွက်တရုတ်ရန်ငွေနဲ့စတင်ပေးချေနေပြီဖြစ်တယ်လို့သိရပါဗျ။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်ရုရှားနဲ့ရုရှားရေနံစိမ်းဝယ်လက်တွေဟာငွေပေးချေမှုတွေကိုပိတ်ဆို့ထားတာကို ဖြေရှင်းကျော်လွှားဖို့အတွက်ဒေါ်လာအစားအခြားငွေတွေကိုသုံးစွဲလာကြပါဗျ။ American Dollar ဟာကမ္ဘာရေနံအယောင်အဝယ်မှာအဓိကကျတဲ့ငွေကြေးလဲဖြစ်ပါတယ်။ ရုရှားဟာအမေရိကန်ဒေါ်လာနဲ့ယူရိုငွေကြေးကွန်ရက်တွေ30ခွင့်မရတာကြောင့်အမေရိကန်ဒေါ်လာနေရာမှာတရုတ်ယွမ်ကိုတုံးဆွဲလာရတာကြောင့်ရုရှားငွေကြေးစနစ်မှာယွမ်ငွေရဲ့အခန်းကဏ္ဍကပုံမှုအရေးပါလာနေပါတယ်။တရုတ်တင်သွင်းတဲ့ယင်းနံမှာ Sorry Arabia ယင်းနံဟာအများဆုံးဖြစ်ခဲ့ပြီးယခုအခါမှာတော့ရုရှားယင်းနံကအများဆုံးဖြစ်နေပါတယ်။ယခုနှစ်ပထမ3လပတ်မှာ Sorry Arabia ထက်ရုရှားယင်းနံကိုပုံမှုတင်သွင်းခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါအပြင်အိန္ဒိယမှပုတ်တိကရေနံချက်စက်ရုံလုပ်ငန်းအနည်းဆုံးနှစ်ခုဟာလည်းရုရှားရေနံစိမ်းကိုရွံငွေနဲ့ပေးချေခဲ့ကြပါတယ်။ရုရှားနိုင်ငံမှအိန္ဒိယနိုင်ငံရဲ့ရေနံတင်သွင်းမှုဟာမေလမှာစံချိန်တင်မြင့်တက်ခဲ့ပြီးရုရှားရေနံစိမ်းတင်သွင်းမှုဟာအိန္ဒိယရဲ့စုစုပေါင်းရေနံတင်သွင်းမှုရဲ့၄၀ရာခိုင်နှုန်းအထိဖြစ်လာခဲ့ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့နောက်ဆုံးရစီးပွားရေးသတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ် ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲညနာပြပါစေရှင်။